ဂျနာဇာနမတ်မှာအီမမ်ကစရုထားအကျင့်တက္ကပီဆိုဖို့မေ့ပြီးဆလံလှဲလိုက်တယ်ဆိုရင်ပြန်ဖတ်ဖို့လိုလားဆရာမယက်ကို မြုံနံပြီးသွားပြီးဆိုရင်တော့ဘယ်လိုလုပ်ရမလဲဆရာဘစ်မလ္လာဟ်ရာဟ်မန်ရာဟီမ်အဲ့တော့ဂျနာဇာနမတ်မှာတက္ကပီလေးကျင့်ကြီးအဖရက်စ်ပစ်အဲ့ဒီတက္ကပီလေးကျင့်ကိုမေ့လျော့ပြီးတော့လွတ်သွားပြီးဖြစ်စေတမင်ကလွတ်ပြီးဖြစ်စေ တက်ဘီ၄ချိန်မပြည့်ဘူးဆိုရင်အဲ့ဒီဂျနာဇာနမာဆွဟီဖြစ်မှာမဟုတ်ဘူးအဲ့တော့ဂျနာဇာနမာမှာအီမမ်ကမေ့ပြီးတော့တက်ဘီ၃ချိန်ပဲဆိုလိုက်၃ချိန်ဆိုပြီးဆလမ်လှည့်လိုက်ဆလမ်လှည့်ပြီးမှသူဒရီရရဆိုရင်ဇရုတ်ထားမြောက်တက်ဘီကိုဆိုပြီးတော့သူဆလမ်ပြန်လှည့်လိုက်ရမယ်ဆိုပြီးဖီကာပညာရှင်နဲ့မေ့ရှိတယ်သူရဲ့နမာဆွဟီဖြစ်သွားအကယ်၍သူတက်ဘီ၃နေဆိုပြီးဆလမ်လှည့်လိုက်တယ်သူဒရီမရှိဘူးအဲ့ဒီနောက်မှဒီမယက်ကိုဒီမယက်ကိုမြှောက်နှံလိုက်တယ် ြုံနံပြီးနောက်ပိုင်းမှာတရိယဂျနာဇာနမာစဖတ်တော့တက်ပြီး၃ချိန်ပဲရှိခဲ့တယ်ဆိုရင်အဲ့လိုအချိန်တွေမှာဖီကာပညာရှင်တွေအမေ့ရှိတယ်အကယ်၍ဒီမြုံနံလိုက်တဲ့မရစ်ဒီပုတ်ပွားခြင်းမရှိသေးဘူးဖောင်းပွားခြင်းပုတ်ပွားခြင်းမရှိသေးဘူးဆိုရင်အဲ့ဒီကဘာမှာပဲဂျနာဇာနမာစကိုပြန်ဖတ်လိုက်ရမှာဖြစ်တယ်ဒါကလည်းဘာကိုအခြေခံတယ်လဲဆိုတော့ပညာရှင်တွေက၃ရက်လို့တတ်မှတ်တယ်ပုတ်ပွားခြင်းကိုဒါကဘာကိုအခြေခံတယ်လဲဆိုတော့နေရာဒေတာပေါ်မှာမူတည်ပြီးတော့ ญาติอุดุปูชิงเอชิงบัวหมูตีပြီးတော့ဒါအကွဲအကွဲပြမှုရှိတယ်။တချို့ဒေတာမှာအေးတယ်၊တချို့ဒေတာမှာပူတယ်။အဲ့တော့ပူတဲ့ဒေတာမှာဆိုရင်တော့မမြန်ပဲပုတ်ပွားသွားတယ်။အေးတဲ့ဒေတာမှာဆိုရင်နည်းနည်းကျတယ်။အဲ့တော့မမီးရဲ့ဂါလိပ်ကဂူမန်အသွေးအမြင်ကလွှမ်းမိုးတယ်ဒီမယစ်ကပုတ်ပွားသွားပြီဆိုရင်တော့အဲ့လိုအခြေအနေမျိုးမှာဖိခါပညာရှင်တွေအမဲရှိတယ်။အဲ့ဒီကဘတ်ပေါ်မှာလည်းဂျနာဇာနမတ်ဖတ်ခွင့်မရှိတော့ဘူး။အဲ့ဒီအချိန်မှာတစ်ခုပဲလောက်ရမယ်။တောဘာအစ်စတိဂ်ဖာလောက်ရမယ်ဆိုပြီးပညာရှင်တွေမရှိဘူး။